อะดิก็တော့กูกินอ่ะอารมณ์ตีจ่าได้ไหนหาตาติยุสองเดียวป่ะเนาะหาตาติยุสองเดียวဆိုတော့ तू อ่ะအမြင်နဲ့လို့လို့ဟောကျွန်တော်เนี่ยတွေ့တိုင်းมาပေါ့အမြင်နဲ့လို့တွေ့တိုင်းมาอ่าကျွန်တော်ဟိုကိစ္စတစ်ခုပေါ့เนาะကိစ္စတစ်ခုကိုอ่า တည်နေတယ်ဆိုတဲ့ idea မျိုးအများအားလှုပ်လှုပ်ပြရတတ်တယ်ကျွန်တော်ဆိုလို့ရှိရင်ဥပမာဖြင့်ကျွန်တော်ဒီကိုကင်းဆိုလို့ရှိရင်ဟိုမှာသူအဲ့လိုမျိုးသူ့ရဲ့အမူအရာလေးတွေအဲနောက်ပြီးတော့ကိုကင်းလို့ခေါ်လိုက်တိုင်းပေါ့နော်အဲသူအပြုတ်မှုတတ်တဲ့အပြုတ်မှုလေးတွေကတခြားလူနဲ့တော့မတူဘူးပေါ့နော်ဆိုတော့အဲ့ဒီအပြုတ်မှုလေးတွေကိုတော့စိတ်ထဲမှာအဲ့လိုမျိုးအာစိတ်ကအမြဲတမ်းအမှတ်ရနေပါတယ်လို့ပြောချင်ပါတယ်။အော်ဟုတ်ကဲ့ပါ။လူဘွားဆိုတာမွေးဖွားခြင်းနဲ့စပြီးတည်ဆုံခြင်းနဲ့တာအဆုံးသတ်တယ်ပေါ့နော်။ ဒါပေမဲ့အဲ့ဒီမြပါချင်းတည်ဆုံချင်းဂျာထဲမှာရှိနေတဲ့အချိန်ကြီးကအရေးကြီးတာတော်တော်ရေးကြီးပါတယ်အဲကိုဘွားကိုဖြတ်တန်းတဲ့အချိန်မှာ အာကိုကိုရဲ့စိတ်ခံစားမှုကိုဖြတ်တန်းနေတဲ့အချိန်အခါတခုကိုတံပိုးထားပြီးတော့အကောင်းဆုံးတည်ဆောက်နိုင်ဖို့လိုပါတယ်ဆိုတော့လူဘွားကိုရောက်လာပြီးတဲ့အချိန်မှာအလုံးမေတ္တာတရားတွေနဲ့အဲကိုလုံးလွှမ်းခြုံပြီးတော့ပေါ့နော်ဥပမာတူ ဟိုစေနာမေတ္တာတွေနဲ့ပံ့ပိုးကူညီမှုတွေနဲ့တယောက်ရဲ့အကျိုးတယောက်လိုလာတဲ့စိတ်ခံစားမှုတွေနဲ့လောကကြီးကိုအလှဆင်နေကြပါစေလို့လည်းဆုတောင်းပေးပါတယ်ဆိုတော့အာမမြဲတဲ့လူဘဝကြီးတစ်ခုမှာပေါ့နော်အဓိကတော့ဟိုတောင်ဝင်ကတစ်ခုပြီးတစ်ခုပေါ့နော်ကျွန်တော်တို့ရှေ့မှာအခုဆိုလို့ရှိရင်အဲဟိုခု ညီကောင်မောင်မအရင်နေရှိတယ်ဒီလိုမျိုးလူပညာမောင်မတွေရှိတယ်တရားဝိတရားပေါ့နော်ဒီလိုမျိုးဟိုခွဲခွာသွားကြရဆိုတော့ကျွန်တော်တို့လည်းဒီတိုင်းနေမှာမဟုတ်ဘူးပေါ့နော်တည်ဆုံခြင်းနဲ့ဟိုဖြစ်မနေရောက်လာကြမဲ့လူတွေကြီးပဲဆိုတော့ဘယ်လိုဖြစ်ဖြစ်လက်ရှိပြစ်စုပိုင်းကိုပဲအကောင်းဆုံးဖြစ်အောင်တိစောက်ကြပါလို့ပဲကျွန်တော်ကပြောချင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါမနက်မနက်စစောပေါ့နော်ဒီနေ့မနက်စစောကျွန်တော်ဟိုဟာကိုပေါ့ဒရိုက်တာကိုအောင်မင်းနိုင် ရဲ့ post မှာတွေ့လိုက်တာပေါ့နော်ဆိုတော့အာတွေ့တွေ့ချင်းတော့ဟိုဟောပေါ့နော်ဘယ်လိုပြောရမလဲအာကုကင်းဆိုတာကျွန်တော်တို့ငယ်လေးတုန်းကလည်းကျွန်တော်တို့ကအာကြည်ခဲ့ရတယ်ကိုကိုတွေရုပ်ရှင်ဗီဒီယိုတွေကြည့်တတ်တဲ့အွယ်တုန်းကအာတကယ်ကိုပေါ့နော်ဟိုကိုတွေနှစ်သက်ခဲ့ရတယ်ကိုတွေအဲအတူယူခဲ့ရတဲ့အဲဟာတာတေဥဆောင်တယောက်ပေါ့နော်အခုလိုမျိုးဆုံရှုံသားတဲ့အတွက် အဲတတော်လေးစိတ်ထဲမှာစိတ်မကောင်းဖြစ်မိရပါတယ်လို့ဟိုဟာကိုကင်းကောင်းရမွန်ရရောက်ရှိပါစေလို့လည်းတခါလေကျွန်တော်ဆုတောင်းပေးချင်ပါတယ်။ပရပရိသတ်တွေကပြောကြရပါတော့။ဒီစပုတ်ဇယံကြီးဆိုလို့ရှိရင်အဲတချို့မိနာမင်းသမီးကြီးတွေကပေါ့ပို့ပြီးတော့ဒီဥမာတချို့ကြောင့်ငွေကြေးအားနည်းရလေးတွေရှိတယ်ပေါ့။အဲ့တော့ပို့ပြီးတော့ဖေးမပေးဖို့လိုအပ်တယ်ဆိုတာလေးလည်းရှိတယ်ဆိုတော့အခုရဲ့အမြင်လေးလည်းဒါနဲ့ပတ်သက်ပြီးပြောပြပါဦး။အော်ဟုတ်ကဲ့ပါ။ကျွန်တော်တို့ကဒီဘယ်အလုပ်ငန်းမှမဆိုးဘူးနော်။ကျွန်တော်တို့က ဟိုစူးစားပြီးတော့ရိုက်တည်နေကြရတာပေါ့ဟိုဆိုဟိုဟာစပို့လဲစပို့အရောက်မင်းသားလဲမင်းသားအရောက်ပေါ့နော်အာသူကအလုတ်များလေနမဲကြီးလေအပူပင်ပူကြီးလေပါပဲဆိုတော့တကယ်တမ်းဆိုရင်တော့ဟိုတယောက်ဘဝကိုတယောက်ဟိုဟိုဘယ်လိုပြောရမလဲ ိုကိုကပေါ့နော်လူတယောက်ကဟိုအားကြအတူယူရတဲ့လူဆိုတာလည်းရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကျွန်တော်စဉ်းစားကြည့်တဲ့အချိန်မှာကိုအားကြအတူယူရတဲ့အနေအားတစ်ခုမှာကိုကိုတိုင် ဝင်ကြည့်ဖို့လိုပါတယ်ကိုကိုတိုင်ဝင်ကြည့်ပြီးတော့မှအာကိုဆိုရင် သူ့နေရာမှာ ကိုဆိုရင်ဘယ်လိုလုပ်မလဲပေါ့နော်အဲဆိုတော့အဲ့လိုမျိုး ဝင်ကြည့်ပြီးတော့မှကိုချင်းစာနိုင်တော့ပိုကောင်းတာပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်တို့ကျွန်တော်တို့အဲလူပညာရှင်တွေထဲမှာလည်း support ဆက်ရံတွေရဲ့ဘဝတော်တော်တနာဖို့ကောင်းပါတယ်သူတို့အခွင့်အရေးอ่ะဒီတကယ်မင်းသားမင်းသမီးကြီးတွေလောက်ဒါမရကြဘူးပေါ့နော်မရကြဘူးဆိုတော့အားလုံးပဲဟိုဘယ်လိုပြောရမလဲစိတ်ထားကောင်းကောင်းနဲ့ဟိုကိုယ့်ရဲ့ကံတရားကို တိဆောက်ဖို့လိုအပ်တယ်လို့တော့မြင်ပါတယ်ဗျဟုတ်ဟုတ်ကဲ့ပါ